တို့ချင်းမရှင်များအားလုံးပဲမင်္ဂလာပါနော်အဲဒီကနေ့မနေ့ပြန်10ရက်17လ25ပေါ့နော်အဖွင့်နေ့မနေ့ခင်းအတွက်ပါနော်ဒီရက်ပြလိုက်ပါမယ်အဗီဒီယိုကတော့ line ရတင်ထားအရင်ကြရဲပေါ့နော်သူရတဲ့အချိန်မှာတတ်မှာပါနော်အဲ့တော့မျောနေရပုံတွေမှာရှိမှာ sorry ပါနော်ရတင်တော့တင်ထားပေးတာပဲဒါပေမဲ့ video တင်တာအားကြာနော်အဲ့တော့မြန်မြန်လေးပဲရလိုက်မယ်နော်အဲ့တော့၄တက်နှလုံးပေါင်းတော့ပေါင်းခြင်းက၅၅ကဒီမှာရှိတဲ့ တဲ့ပေါ့နော်နာတော့ပေါင်ခြင်းတော့နော်ငားရဲ့နတ်ခတ်သုံးဆိုပြီးတော့ရမယ်နော်ဒါဆိုရင်ဆက်သွားမယ်နောက်တစ်ခါနော်ကိုကိုကိုတုံညပေါင်းတော့ပေါင်ခြင်းကိုရမယ်အော် sorry ပါညီမတပင်ကျော်သွားတယ်နော်နှစ်တုံညပေါင်းတော့နှစ် နော်ဒီမှာရှိတဲ့နှစ်နဲ့နှလုံးပေါင်းတော့လေးနှစ်နဲ့ထက်လေးနော်ကိုယ်တော်ညာပေါင်းတဲ့ကိုဒီမှာရှိတဲ့နှစ်ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းကိုကိုညီမြခြင်းကိုပေါ့နော်ဒါဆိုရင်ဒီမှာတက်တက်နှလုံးပေါင်းတော့နှစ်ခွန်ရဲ့ဒီမှာလာမဲ့ကဏ္ဍတစ်လုံးရေပေါ့နော်နှလုံးပေါင်းမယ်ဆိုရင်ဘာဖြစ်မလဲဆိုပြီးတော့ equal power နဲ့ခန့်နဲ့သွားမယ်2.4ပေါ့เนาะ ဒီလိုသွားမယ်ဒါဆိုရင်ခွန်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်နှစ်ဆိုတော့ငါခွန်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆို၃ညခွန်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်၄ဆိုတော့ခွန်ပေါ့နော်ငါ၃ညခွန်ဆိုပြီးတော့ထိပ်စီးက၃လုံးရထားတယ်ဒါဆိုဒီမှာအပိတ်ပြမယ်နော် အဲ့တော့မြန်မြန်လေးပဲပြောလိုက်မယ်ဗီဒီယိုကရှေ့လေးတင်ရတာကြာပြီပေါ့နော်ဒီမှာ3ဒီ3ဝဆိုရင်မှရှိတဲ့65နဲ့3လုံးပေါင်းမယ်65ပေါင်းတော့1နဲ့ပေါင်းတော့3ညီမချင်း3နောက်တစ်ပင်ဒီမှာရှိတာ1เนาะ669 66ပေါင်းတော့1 2ကိုပေါင်းတော့1တင်ညီမချင်း1ပေါ့နော်ဒါဆိုဒီမှာရှိတာ8က69ပေါင်းတော့ခွန်ခွန်ရဲ့တည့်ရပေါင်းတော့8ရှင်းညီမချင်း8ဆိုပြီးရတယ်ဒါဆိုဒီမှာရှိတာ4 လေးကဆိုဒီမှာရှိတဲ့လေးတက်ပေါင်းတော့9 9ရဲ့ဒီမှာနာမယ်ကဏ္ဍတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင် equal power နက်ခတ်ပေါ့နော်လေး9နဲ့ဖြည့်ရမယ်ဒါဆိုရင်နှလုံးပေါင်းရင်လေးတက်ပေါင်းတော့9နောက်တစ်လုံးနဲ့ပေါင်းရင်၄ဆို9ထည့်မယ်9နှလုံးပေါင်းရင်9နောက်တစ်လုံးနဲ့ပေါင်းရင်9၄ထည့်မယ်နှလုံးပေါင်းရင်9နောက်တစ်လုံးနဲ့ပေါင်းရင်2ဆိုတော့9ထည့်လိုက်မယ်နော်အဲ့တော့မူရတော့ကိုယ့်အပိတ်ကတော့ main on နဲ့တွားခစားမယ်เนาะဒါဆိုရင်9 9เนาะ9 4 ငါးခွန်ပေါ့နော်။သုံးညာ၉၊သုံးညာ၄၊သုံးညာခွန်သွားမယ်။နောက်တက sorry ပါနော်။ခွန်ပေါ့နော်။ခွန်၉ခွန်၄ခွန်ခွန်ပေါ့နော်။လုပ်ကဏ္ဍလေးတွေရထားတယ်။ main or က၉အပိတ်၃ကွက်က main or အနေနဲ့ဆော့မယ်နော်။ဒါကတော့ဒီမှာ sorry ဒါချက်ပါခြင်းဖြစ်ပါတယ်။ကိုလိုမအောင်ချက်ဒီမှာလည်းမစိုးလိုက်ပြီးတော့ခစားကြပါ။အားလုံးပဲနောက်ပြန်မှာကံကောင်းပါစေဆုတောင်းပေးလိုက်ပါရရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။